ပုံပါခြင်းမြို့၌သွေးလွန်တကွေးယောဂကျူတင်ကာကွယ်ရေးအပိတ်စေးခတ်ခြင်းနဲ့အသိပညာပေးခြင်းဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှေးပိုင်းမိုင်းတုံခရိုင်ပုံပါခြင်းမြို့၌သွေးလွန်တကွေးယောဂဖြစ်ပွားမှုရောနေစေရန် အသိပညာပေးခြင်းနဲ့ဘိုးလောက်လံပေါက်ဖွားမှုမရှိစေရန်အပိတ်စေးခတ်ခြင်းကိုယနေ့နေ့နဲ့ပိုင်းကကြီးလက်ကျမ်းမာရေးဦးစီးဌာနနဲ့ဌာနဆိုင်ရာများစုပေါင်း၍အမှတ်၄ရပ်ကွက်အတွင်း ဝင်းစင်းဆောင်ရွက်ခဲ့ပါတယ်။ထို့သို့ဆောင်ရွက်ရာတွင်မြို့အုပ်ချုပ်ရေးမှူးဦးအောင်ကြီးလက်ကျမ်းမာရေးမှူးဦးစိုးကြိုင်နှင့်တာဝန်ရှိသူတို့ကသွေးလွန်တော်ကွေးရောဂါကျူတင်ကာကွယ်နိုင်ရန်အတွက်လူနေအိမ်များနှင့်ဘုံကြီးကျောင်းဝင်းအတွင်ရှိရှင်များမကူအောင်စေရန်ခြုံများခုတ်ထွင်ရှင်းလင်းခြင်းဘိုးလောက်လမ်းများပေါက်ပွားမှုမရှိစေရန်ရေများတင်ကြန်နိုင်သောတာယာစုပ်များ ရေပုံရေခွက်စုပ်များကို ုံးသွန်လဲစစ်စနစ်ဖြင့်ဆောင်ရွက်ရန်နှင့်မိသားစုဝင်များအသုံးပြုသည့်ရေအိုးရေစီရေတိုင်ကြီးတောက်သုံးရေကန်များကိုချင်းများမခုအောင်နိုင်အောင်စနစ်တကျဖုံးအုပ်ထားရန်အသိပညာပေးခြင်းနှင့်အဘိစေးခတ်ပေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်ခမညာ